ရှင်းမပင်မျိုးနယ်မှာနောက်ပြန်မလှည့်သေးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အကျိုးဆုတောင်းတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။မောင်တူပေးပို့ထားပါတယ်ရှင်။အမေစုအမေစုကျမ်းမာပါစေ။အသက်သာကြောရှိပါစေ။အကျိုးတော်လေးပါအမြဲတမ်းလူမြောက်ပါစေ။ဟုတ်ကဲ့ပါ။ဆရာနာရှင်စနစ်အမြင့်ပြတ်ချင်းမွေးရေးလူလူတပိတ်နဲ့အတူဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အကျိုးဆုတောင်းပွဲတပိတ်ကိုလည်း ရင်းမာပင်မြို့နယ်အတွင်းမှာပြုလုပ်ခဲ့ကြတာပါ Happy birthday ပါမင်းစုအမင်းစုကျမ်းပါပါစေတက်ရကြော်ရှိပါစေအချုံတော်ပေးမှာအမြန်ဆုံးသွက်လောက်ပြည့်မြောက်ပါစေမိတို့ပြည်သူရင်ခွင်တွေကိုလည်းအမြန်ဆုံးပြန်လာနိုင်ပါစေလို့အမျိုးနောက်ပြန်မလဲဒီတော်လန်ရေးဖွဲကနေဆုတောင်းပေးလိုက်ပါတယ် Happy birthday ပါအမေစု အမေစု ကျမ်းပါပါစေအတက်ရကြော်ရှိပါစေအချုံတော်မှာအမြန်ဆုံးလွတ်မြောက်ပါစေ စု80 body challenge campaign အတွက်လည်းဆန္ဒပြပွဲအတွင်းမှာစုတောင်းစကားတွေကိုလည်းပေးပို့ခဲ့ကြပါသေးတယ်လေစုမနေ့ကစတောင်းပါတယ်မေစုတော်ရတော်ရှိပါပြီအစုံတော်မှာလည်းလုံးလို့ကမှာတမီးတို့ရဲ့နောက်ပြန်မတဲ့သေးတာမေတ္တာစစ်မှန်တဲ့စုတောင်းပေးလိုက်ပါလေ Happy birthday မေစုဒီမှာတော့နောက်ပြန်မလဲသေးတဲ့ဘိတ်ဖွဲ့မှာမေစုအတွက်ဝင်းနေစုတောင်းစကားလေးပြောကြချင်ပါတယ်မေစုကြားမှာပါသေး သိရကြော်ရှိပါစေအချုပ်နောက်ဘေးမှာအမြန်ဆုံးလွတ်မြောက်ပါစေရှင်ဒေါ်ဆန်းစုကြည်ဟာ2015ရွေးကောက်ပွဲမှာ လူလူရဲ့တခဲနဲ့ထောက်ခံမှုကြောင့်မဲပြတ်သက်နိုင်ရပြီး2008အခြေခံဥပဒေကန့်သက်တည်ကြားကနေပဲပြည်သူလူထုထောက်ခံပါဝင်မှုနဲ့မြင့်မားစွာနဲ့တိုင်းပြည်ကိုဘက်ဆုံဖွံ့ဖြိုးတိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်2020ရွေးကောက်ပွဲမှာလူထုထောက်ခံမှုအပြည့်အဝရခဲ့ပြီး မဲဆန္ဒရှင်တွေရဲ့80နှစ်ရာဂိုင်းလုံးကျော်ဆန္ဒမဲနဲ့ဆက်လက်တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ဒါပေမဲ့လည်းကိုကျိုးစည်းပွားအတွက်ဆီအာနာရှင်စနစ်ကိုထူထောင်လိုတဲ့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာဥပဒေမဲ့အာနာသိန်းရွေးကောက်ပွဲအနိုင်ရပါတီကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားတာဟာဒီနေ့ဆိုရင်1994ရက်ရှိခဲ့ပြီလို့ NLD ကထုတ်ပြန်ထားပါတယ်။ အတူပါတိအမေစုကျမ်းမာပါသည်တက်ရကြော့ရှိပါသည် အနာရောဂါလည်းကင်းပါသည်အချို့အနောက်မှာလည်းလွတ်မြောက်ပါသည်ပြည်ပတ်သေးပါမေစု မေစုမွေးနေ့မှာကျမ်းမာပါသည်တက်ရကြော့ရှိပါသည်ချုံနောက်မှာလည်းအမြန်ဆုံးလွတ်မြောက်ပါသည်မေစုရဲတော်ဘုံကြီးအားပါ ာပါလို့လေအမေကျွန်တော်ကွာထော်လာကြည့်မောင်းနေမေစင်ပြဲရလားမေမပြည့်တပြည့်မေမေမသိဘူးဒီနေ့ဟိုကုံမေတိုက်ရတာပါတယ်မေဟုတ်ကဲ့မေ Happy birthday မေစုမေစုကျမ်းပါပါစေနှစ်ရာကျော်ရှိပါစေအချုံနိုင်ပေးမှလည်းအများဆုံးလက်မြောက်ပါ Happy birthday ပါအမေစု မေစုကျမ်းမာပါစေချမ်းသာပါစေတက်တော်ရာကျော်ရှိပါစေမတရားဖန်ဆီးချုပ်နှောင်ထားတဲ့အချုပ်နှောင်တို့မှလည်းမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းမေတ္တာပို့တတ်ပါတယ်အခုဆိုရင်လီးရသားလိုတော့တဲ့ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲအတွက်ပြည်တွင်းပြည်ပပြင်ဆင်မှုတွေပြုလုပ်နေကြချိန်ပါအခုလိုအချိန်မှာပဲမွေးနေ့ဆုတောင်းလမ်းလျှောက်ဆန္ဒပြပွဲကိုရင်းမာပြည်မြို့နယ်အတွင်းမှာပြုလုပ်ခဲ့ကြတာပါခမညာကျွန်တော်မောင်တူပါ Jesús, me Jesús, llama.